ဒီဗီဒီယိုမှာတော့ torrent file နဲ့ download လုပ်တဲ့နေရာကိုပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ computer မှာ transmission ဆိုတဲ့ application လေးကို install အရင်ဆုံးလုပ်ပေးပါဦးနော် T R A N S S M I S S I 1ပေါ့နော်ဒီ transmission ဆိုတဲ့ software လေးကိုကျွန်တော် install လုပ်လိုက်ပေါ့ကျွန်တော်ကတော့ install လုပ်ပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာရှိနေတဲ့ account တွေအကုန်လုံးကိုကျွန်တော်ဟိုဖြတ်ပြလိုက်မယ်နော်โอเค အဲဒါကို post လုပ်ပြီးကျွန်တော်ဖြတ်လိုက်တော့โอเคအဲ့တော့ကျွန်တော်စီမှာ transmission ဆိုတဲ့ software လေးတစ်ခုပို့ software ကို install လုပ်ပြီးသွားပြီပေါ့နော်အဲ့ဒီ transmission ဆိုတဲ့ software ကိုတဲ့ brother တို့ညီတို့ညီမတို့ကဘယ်ကနေပြီး download လုပ်အောင်လဲဆိုရင် DIN SMI SSION ဆိုပြီးတော့ Google ကနေရှာမယ်အဲ့တော့သူ့ရဲ့ official website မှာ transmission ဆိုတာရှိတယ်သူ support ပေးတာက အဲယူဗန်တူကိုဟိုကျွန်တော်တို့ Linux အတွက်လည်းပေးတယ် Windows အတွက်လည်းပေးတယ်ဗောနော်ဒီ transmission software ကကျွန်တော်ကတော့ install လုပ်ပြီးသွားပြီလို့ထင်လိုက်မယ်ဗောနော် Okay အဲ့တော့ install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ねကျွန်တော်တို့က Rocky Linux Rocky Linux ရဲ့ file size Red Hat software စသဖြင့်ဒီလိုမျိုး file size အကြီးကြီးတွေကမာတဲ့ download လုပ်လို့ရှိရင် fade တာတွေခဏခဏကြုံရတတ်တယ်အဲ့ဒီအခုပြောတဲ့ torrent file နဲ့ installation လုပ်တဲ့နီလန်းကအဲ့ဒီ fade တာတွေကို မရှိတော့ဖြစ်သွားလိမ့်မယ်ပေါ့နော် rocky lane နဲ့ဆလို့ရိုက်ရှာလိုက်မယ်ကြောက်ဒီမှာ rocky lane နဲ့ပေါ့နော် rocky lane နဲ့ဆက် site ကတန်းကဲလောက်ဖြစ်နေပြီဆိုတော့ fail နိုင်တယ် line မကောင်းရင်ပိုဆိုးတော့ပေါ့ဗျာအဲ့ဒီမှာ download နေရာကိုသွားပြီဆိုလို့ရှိရင်ဒီနေရာမှာရှိတယ်ကျွန်တော် download လုပ်ဖို့ပြောတာက dvd iso ကိုပြောထားတာအဲ့တော့ဒီမှာညီတို့ညီမတို့ကဒီ torrent ဆိုတဲ့ဒီအခု နော်ဟို selection လေးပြောထားတာလေးကိုနှိပ်လိုက်မယ်ပေါ့ဗျာကျွန်တော်ဒီမှာ click နှိပ်လိုက်ပြီ ဒါဆိုလို့ရှိရင်ဒီမှာဘောင်နှဲ့ရမယ်ဆိုရင် safe torrent file ဆိုတာကိုယူရမယ် stat torrent file ကိုယူရမှာမဟုတ်ဘူးเนาะ safe torrent file ကိုယူရမှာအဲ့ဒါနှိပ်လိုက်ပြီးရင်ကျွန်တော် download ထဲကိုကျွန်တော်ရေးလိုက်ပြီးလမ်းကြောင်းက download ထဲကိုသူ download လုပ်သွားလိုက်မယ်အဲ့တော့ဒီမှာကျွန်တော်ရဲ့ rocky lin နဲ့ဆက် torrent file လေးရလာပြီပေါ့ကျွန်တော်ရဲ့ system ထဲမှာရှိတဲ့ download ဆိုတဲ့အထက်မှာရောက်လာပြီအဲ့ကောင်ကိုကျွန်တော်တို့ဖွင့်ပြီးတော့သုံးမယ်အရင်ဆုံး transmission ဆိုတဲ့ application လေးကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော် transmission transmission ဖွင့်ပြီးသွားရခါမှာ sonic rocky linux site ကနေပြီးတော့ torrent file ကို download လုပ်ထားတာရှိရယ်အဲကောင်လေးကျွန်တော်ဖွင့်လိုက်မယ်ဗျ open နဲ့ download ထဲမှာကျွန်တော်ဒီမှာ rocky linux ဆိုတာရှိလိုက်မယ်ဟုတ်ပြီဒီမှာ rocky linux dvd is ဆိုတာရှိရယ်ကျွန်တော်နှိပ်လိုက်ပြီပြီးရင် open ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဒါဆိုလို့ရှိရင်သူက download လုပ်နေလိမ့်မယ် okay download လုပ်နေလိမ့်မယ်ဗောနော် ီမှာ download တင်းဆိုပြီးတော့ပေါ်နေတယ် download ပြင်းဆိုပြီးပေါ်နေတယ်ပြီးရင်ကျွန်တော်တို့ download speed ဒီနားမှာတက်လာလိမ့်မယ်ဟိုးအောက်ခြေမှာပေါ့နော် download speed တက်လာပြီဒါဆိုရင်သူ download ဆလုပ်နေပါပြီအဲ့တော့ဒီ transmission နဲ့ download လုပ်ရတာက internet line လဲ speed လဲကောင်းတယ်လို့ကျွန်တော်တို့ကဘာလို့လို့လေးရစမ်း post တို့ ကျွန်တော် reason လို့လည်းလုပ်လို့ရတယ် start တို့လည်းလုပ်လို့ရတယ်ပေါ့နော် okay ဒါကိုပြီးအောင်စောင့်လိုက်ပါပြီးသွားပြီဆိုတော့ तू complete ဆိုပြီးတော့ပေါ်လိုက်မယ်ပြီးသွားရင်ဆိုလို့ဒီမှာ download speed ကရက်သွားလိုက်မယ်ပေါ့နော်အဲဒါဆိုရင်တော့ကျွန်တော်တို့ download လုပ်နေတာကိုတွေ့ရလိမ့်မယ်ဒီနေ့တိုင်း torrent file တွေကို transmission နဲ့ download လုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်